တော့နိုင်ငံတော်ဆိုတာကတော့ကျွန်တော်တို့နိုင်ငံတော်ဆိုတာကတော့ဒီနိုင်ငံတော်မှာကကျွန်တော်တို့တကယ်အရေးမြစ်တွေကိုဖိနှိပ်ထိုင်တာလားအကြမ်းဖက်သမားတွေကသူတို့နောက်ွယ်ကနိုင်ငံတွေကပံ့ပိုးမှုရော့ရော့သွားပြီဆိုရင်သူတို့ရဲ့လှုပ်ရှားမှုတွေကလည်းရော့ပါတယ်ပိုင်းပြည်တည်ဆိုတာခါရဝပြောနော်အေးချမ်းမှာအဲ့မှာနေတဲ့ပြည်တော်မှာလည်းအားလုံးပြည်တယ်အဲ့မှာမွေးထားတဲ့ပွဲရဆာချက်ကဆာလောအဆာဒီတိုင်းပြည်အေးချမ်းသူတို့ဘောကလည်းအေးချမ်းဝင်ရတယ် ။ Hello Jeremy ဘာပီတူညီကိုမော်မော်များအားလုံးပဲမင်္ဂလာပါ News Page Channel ကနေပြန်မှကြိုဆိုလိုက်ပါရစေ။2025ခုနှစ် April 6ရက်နေ့ကျွန်တော် Super Sunday မနေ့ပိုင်းမှာနောက်ဆုံးချတရတဲ့ပေါ့နော်။ငလင်ပေးတဲ့နဲ့ပတ်သက်ပြီးတော့မှထူးသတင်းတွေရဲ့တော်လန်သတင်းကောင်းတွေကိုလည်းတင်ဆက်ပေးတော့မှာမလို့ကျွန်တော်နဲ့တူဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်ခါတိုင်းလိုပဲဗီဒီယိုတွေမှကြည့်ခင်မှာအယုံဆုံးနေတဲ့သတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ပဲခူးတိုင်းပထောင်မျိုးကကပ္ပဆာကာကင်းစခန်းကြီးဖြစ်ပြီးတော့မှအခုဆိုရင်စစ်ကောင်စီအင်အားများပြားတဲ့အခိုင်အမာခံစစ်ပြင်ထားတဲ့ညောင်ချိုးမျိုးကစခန်းကိုအရဟတ်တော်အေကတိုက်ခိုက်သိမ်းယူလိုက်ပြီးတော့မှစစ်ကောင်စီကအပြည့်အစချုပ်မလိုက်နာဘဲနဲ့ကြီးရည်လေးအင်အားသုံးတိုက်ခိုက်မှုဆက်လက်ပြုဆောင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ကြောင်ချိုးပြူဟာစကန်းကုန်းကိုမလ18နေ့ကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ဧပြီလနေ့မှာပြည်သက်တည်ယူနေခဲ့တယ်လို့သူတို့သိရတာဖြစ်ပါတယ် ညောင်ချုပ်ဖြူအားစခန်းဆိုရင်ဆေးရအလွန်ရေးပါတဲ့စခန်းဖြစ်ပြတော့မှအခုဆိုရင်လဲစစ်ချောရကြထိုးစစ်ဆင်တက်ခိုက်ပြတဲ့အချိန်မှာကစင်ကလေးပါနော်စကောက်စီတဖို့ဝင်တွေစုခွာထွေးပြသွားပြတော့မှအခုဆိုရင်ကျွန်တော်ပကန်းနေပြတော့မှပါနော်အပြေးတက်တင်ပိုင်းနေခဲ့တာပဲဖြစ်ပါတယ်စကောက်စီနေနဲ့ အပြစ်ခတ်ရဆဲတယ်ဆိုပြောမှာပေါ့နော်ချိန်ညာထားပေမဲ့တကယ်တမ်းကျတော့သူတို့တွေနဲ့အခုဆိုရင်အင်အား၃ရက်နဲ့ပြန်ပြေးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်အေးနဲ့ပေါင်းတဖို့ဝင်ရဲ့ထိုးဆဲတွေကတော့အခုချိန်မှာတော့ပေါ့နော်ခဏလေးရပ်တန့်ထားတာပြမမှာကြာခင်မှာတော့ကျွန်တော်တွေနဲ့ပြန်ပြေးတော့မှစစ်ကောင်စီရဲ့ကပါဆာဆလင်းနေုံတွေကြီးတိုးချက်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မြန်မာနိုင်ငံမှာဧပြီလအတွင်းနောက်ဆက်သွယ်ငလင်ငယ်တွေစစ်တပ်လုခတ်နေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ။အင်အားသုံးတဲ့အထက်ရှိတဲ့နောက်ဆက်သွဲငလီငယ်ဖြစ်ပေါ်နိုင်ခြေ69ရာခိုင်နှုန်းရှိပြီးတော့မှနှစ်ချိန်ကနေ22ချိန်ထိဖြစ်နိုင်တဲ့အင်အားငါးနဲ့အထက်ရှိတဲ့နောက်ဆက်သွဲငလီငယ်ဖြစ်ပေါ်နိုင်ခြေ54ရာခိုင်နှုန်းရှိပြီးတော့မှ3ရာကနေ4ချိန်ထိဖြစ်နိုင်ပြီးတော့မှအင်အား6နဲ့ထက်ရှိတဲ့နောက်ဆက်သွဲငလီငယ်ဖြစ်ပေါ်နိုင်ခြေ800ခန်းလုံးရှိပြီးတော့မှအဲမှာ3ညကနေတကြိမ်ထိဖြစ်ပေါ်နိုင်ပြီးတော့မှနောက်ဆုံးအင်အား9နဲ့ထက်ရှိတဲ့ပေါ့နော်နောက်ဆက်သွဲငလီငယ်ဖြစ်ပေါ်နိုင်ခြေက3ညတသမခွင့်ရခန်းလုံးနဲ့တရခန်းလုံးတာလာလာရှိတယ်လို့ သိရှိရတာပဲဖြစ်ပါတယ်။အဲလိုမျိုးနောက်ဆက်တဲ့ငလင်ဖြစ်ပေါ်နိုင်ခြေရှိပေမဲ့ငလင်ကြီးတွေဖြစ်နိုင်ချာတော့အလားအလာလွန်နေပါတယ်လို့ကျွန်တော်တို့ထလောင်းတည်တာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်အဆိုးတွေအကောင်းလို့ပြောမှာပေါ့နော်။အခုချိန်တည်းကတော့အခုဆိုရင်ဒီငလင်ငယ်တွေကစက်တိုက်ဆိုလိုလောက်ခန့်နေဆက်ဖြစ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေကတော့တော်တော်လေးကိုထိလန့်တုံလုံးနေတာပဲဖြစ်ပါတယ်။ဒီငလင်ဆိုးရံကနေပြီးတော့မှရရှိထားတယ်ပေါ့နော်။ တို့တို့ trauma တွေကတော့ပြည်သူတွေပေါ်မှာဆက်လက်ရိုက်ခတ်နေဆက်ဖြစ်ပြီးတော့မခုချိန်ထိလည်းတို့တို့ရှာဖွေနေဆက်ဖြစ်တဲ့ပြည်သူတွေရဲ့ယိုလောင်းတွေနဲ့ပြင်းပြနေတဲ့တို့တို့ပြည်သူတွေကိုကယ်ဆယ်ဖို့တွေဆက်တိုက်ဆိုသလိုလှုံ့ဆော်နေတုန်းပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ April 3ရက်နဲ့4ရက်နေ့ရက်သားကျင်းပတဲ့ Binstead အစည်းအဝေးမှာအာဏာသိမ်းမြန်မာစစ်ကောင်စောင်မြောက်လိုင်းနဲ့ဘူတန်ဝန်ကြီးအချုပ် Tashring Topge တို့တွေ့ဆုံခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။မြောက်လိုင်းနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းဘူတန်ဝန်ကြီးချုပ်ကနေပြတော့မှသူ့ရဲ့လူမှုကွန်ရက် Facebook ပေါ်မှာပေါ်နေတဲ့ကွာ အပရလာလေးနေ့မှာ posting ခဲ့တယ်လို့သိရတာဖြစ်ပါတယ်။ posting ပြီးနိုင်ပိုင်းကြမှာဘူတန်ဝန်ကြီးချုပ်ကနေပြီးတော့မှသူရဲ့ posting မှုပေါ်မှာဘူတန်နိုင်ငံသားတွေပါဝင်ထိုင်းနိုင်ငံသားတွေမြန်မာနိုင်ငံသားတွေနဲ့အခြားဒီမိုကရေစီအစိုးရကနေပြီးတော့မှဝေဖန်ပြောဆိုကြားလို့ပါနော်။အခုဆိုရင်ဘူတန်ဝန်ကြီးချုပ်ကနေပြီးတော့မှ မြို့နိုင်နဲ့တွေ့ဆုံခဲ့တဲ့သူ့ရဲ့ဒီ post ကို Facebook လူမျိုးကွန်ရက်စာမှာပြန်ပြတော့မှဖြစ်သိမ်းလိုက်တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။ဆိုတော့ဒါကမြို့နိုင်တို့အဆူသက်တော်တော်လေးကို share ဆရာဖြစ်ပြတော့မှကျွန်တော်မြန်မာနိုင်ငံပြည်သူပြည်သားတွေတာမကအင်းဒီချနိုင်ငံကပြည်သူတွေကနေပြတော့မှလည်းမြို့နိုင်ကိုကြိုးဆိုခြင်းမရှိဘဲနဲ့ပေါ့နော်သူ့ရဲ့လိုရက်တွေတွေ့မှချခင်မှာတော့အပြစ်ပေးဆက်ခိုင်းနေတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျင်းပါကတော့အခုဆိုရင်ကျွန်တော်တော်လိုင်းရအဆွေရရနေပြတော့မှာပါနော်စစ်ကောင်စီရနေပြတော့မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အချိန်မှာ ရန်ကုန်မှာရှိတဲ့တော်လရင်အားစုတွေကနေပြီးတော့မှတိုက်ကြီးမှာရှိတဲ့ကပ္ပစာစစ်တပ်ကိုစတင်တိုက်ခတ်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်။ဆီယလူမြတ်ကျော်နဲ့ပြည်မတိချားလေးပြောပြထားတာပဲဖြစ်ပါတယ်။ဆီယလူမြတ်ကျော်ဘယ်လိုမျိုးတရင်ကောင်းတွေပြောထားလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်။မနိကမနိကဧပြီလ၄ရက်နေ့မနက်9:00နာရီ sorry ည9:00နာရီကျောင်းတိုင်းတိုက်ကြီးမှာကပ္ပစာစစ်တပ်ကို Ambulance Special Operation 2SO မြို့ပြပျောက်ကြားတပ်ဖွဲ့ကဖြစ်အားဖြင့် short တိုင်းတုံးလုံးနေတယ်။ ပစ်ကတ်တိုက်ခိုက်ခဲ့ပါတယ်။မတော်စင်းကိုတော့အတည်ပြုနိုင်ဘူးစူးစမ်းစင်။ကဲဟုတ်ပြီတိုက်ကြီးကပ္ပစာစက်တကဘယ်နှမှာရှိရလဲ။မော်ဘီကနေလာရင်တိုက်ကြီးကိုကြောက်တယ်။တိုက်ကြီးသုံးတက်စီရှိကြော်လိုက်ရင်ဘုံကြီးကြောင့်နဲ့ဖျားတဆူရှိ။အဲ့လမ်းကြားတဲ့ကဝင်သွားပြီးတော့အဲကျွန်တော်ထင်တယ်ဓာတ်တိုက်လေးနိုင်ကြလောက်မှာလိန်မော်ဂျန်ကျင်းရွာအုပ်စုဆိုတဲ့ကျွာထိသွားပါ။ဟိုးဘက်မှာညစိမ့်အောင်တောရဆိုတဲ့နေရာရဲ့ ရှိုးမြောင်ကြီးကြားထဲမှာဒီလိုရှိုးကြီးနှစ်ခုကိုအပေါ်ကအမိုးမိုးပြီးတောင်ကြီးတစ်ပွင့်လုပ်ပြီးအဲ့ထဲမှာလက်နက်ပစ္စည်းထုတ်လုပ်မှုတွေတူလောင်မှုတွေအများအပြားရှိပြီးတော့ဒေသခံတွေရဲ့အဆိုအရဆိုရင်ဥက္ကင်ညိုလက်ထက်မှာဒီဆောက်ခဲ့တဲ့ရှိုးကြီးနဲ့ကပ်ပစာတွေမှာအင်မတန်အရေးကြီးတဲ့ရောင်တိုင်းခံစစ်ပြင်မဲ့လက်နက်တွေရှိနေတယ်ရောင်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမှုနဲ့တာဝန်ရှိသူတွေမကြာခဏ ရုံးထိုင်နေတဲ့ရွှေဝက်ဌာနချုပ်တခုဖြစ်တယ်လို့ကျွန်တော်သိရပါတယ်။အင်းဒေတာကြီးကပါစာရန်ကုန်တိုင်းအတွက်အင်မတန်အရေးပါတယ်။နေရာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွက်အရေးပါတယ်နောက်တစ်ခုကကဘာကြီးဖေးရလန်းချိုရင်းကိုမရောက်ခင်ကဂူရောင်ကြီးတွေထဲမှာဘာတွေရှိရလို့ကျွန်တော်တို့သိထင်ပါတယ်။နောက်တစ်ခုကျွန်တော်တို့ကလည်းဒီဒီကဘာကြီးဖေးရလန်းကြီး ။ဒါ early hotel sorry early hotel early hotel ရဲ့အရှိမ break bar လား။ဘာတခုရှိတယ်။အဲ့နောက်ကစစ်တပ်ဝင်းကြီးကရှုံမြောင်းကြီးတော်ကြီးအဲ့ထဲမှာပေါ့စစ်တပ်နဲ့ပစ္စည်းတွေနဲ့တူလောင်သားတွေရှိတယ်ဆိုတာကျွန်တော်တို့သိရတယ်။ဟိုရက်ကပြောသလိုရန်ကုန်စေမိုင်ကုန်လေရင်ကွင်းမီးပွိုက်စေမိုင်ကုန်ပွိုက်ရဲ့မြန်မာပြည်မှာကြိုတိုပါကြီးဆိုတဲ့ကရဝိဆိုင်မှုရဲ့အနောက်ကစက်သွေးရေးဝင်းကြီးဟာစစ်တပ်ရဲ့အခက်ရံကြတဲ့ဝင်းကြီးအဲ့တော့ကမ္ဘာဆောက်ကိုဖြိုလို့စူးစမ်းပြီး နောက်တစ်ခုကဆယ်မန်ကောင်ကဆက်ပီးဝင်းကိုဒရုန်းတွေရှော့လိုက်ဒရုန်းတွေနဲ့ပြစ်ခတ်နိုင်ပြီ။ကမိုင်းဖျားလမ်းပေါ်ကချော်ရင်းကမရောက်ခင်ကိုလောင်ကြီးကျွန်တော်မိပွိုင်းမရောက်ခင်ကိုလောင်ကြီးတဲ့ကအခြေအနေပေါ့။နောက်ဆုံးတစ်ခုကကျွန်တော်ခုနပြောတယ်အဲလိုက်ဟိုတယ်လမ်းတွေက break by နောက်ကစစ်တဝင်းနောက်နောက်ဟာတွေကတော့မော်ဘီလီတဲ့ဌာနချုပ်မင်္ဂလာလုံးလေးတဲ့ဌာနချုပ်ဒါတွေပေါ့ဗျာ ျန်တဲ့နေရာတွေမှာတော့လောလောလာလာမရှိပါဘူးဘေတို့ထုတ်ရောင်းလာတဲ့ဖနက်ဆက်ယုံလောက်တာနဲ့မြေသိမ်းမြေခိုးပြီးတော့အာသုံးလုံးတင်တန်းချောင်းဆိုတဲ့နေရာတော့စစ်တပ်ကမြေသိမ်းလာတာဧကပေါင်း90ကျော်ပါတယ်အဲဧကပေါင်း100ကျော်ပါတယ်အဲ့တော့ရန်ကုန်တိုင်းရဲ့အခြေအနေကတော့စတိုက်ပြီလားလို့ထင်မှန်းမှားရဒီမစီအလူမြချောပြတော်တဲ့တရင်ရတာပေါ့နော်ဆွန်ဆွန်လင်းလင်းနဲ့မြေပပီတို့တဲ့တရင်ကောင်းများစွာရှိတာဖြစ်ပါတယ်ဆိုတော့ ကျွန်တော်ခုဆိုရင်မြို့ပြတော်လိုင်းရဆူရီကနေပြီးတော့မှစူပောင်းပြီးတော့မှစစ်ကောင်စီရဲ့အတိတ်သွေးကြောတစ်ခုဖြစ်တယ်ပေါ့နော်တိုက်ကြီးကားပါစကိုစတင်ပြီးတော့မှ drone တွေ short drone တွေနဲ့စတင်ပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်လည်းပေါ့နော်ရန်ကုန်တန်းထဲမှာရှိတဲ့စစ်ကောင်စီရဲ့အင်ချောင်ဝင်းတွေပြီးတော့မှသူတို့ရဲ့ဂိုဒေါင်ယုံတွေကိုသူတို့ကျွန်တော်တို့ဘက်ကနေပြီးတော့မှပေါ့နော် တိုက်ခိုက်နေတာဖြစ်ပြီးတော့မှကြာခင်မှာတော့အဲ့ဒီထဲကနေပြီးတော့မှဆလင်းနဲ့ပစ္စည်းများစွာလည်းရရှိမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကျွန်တော်ဘက်ကနေပြီးတော့မှဟုတ်ဆုံးလဲပေါ့နော်။ဒီမြို့သိမ့်တပ်ဖွဲ့တွေစတင်ပေါ်ဆောင်နေတာဖြစ်ပြီးတော့မှရန်ကုန်တိုင်းထဲမှာဆိုရင်ကျွန်တော်တော်လိုင်းရဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ထိုးစစ်တွေကိုမှကြာခင်မှာပဲမြင်ရတော့မလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ချင်းစရာကောင်းနေတာဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့မြင်းချမ်း Black Tiger ဖွဲ့ကပေါ့နော်။ဘူမိုက်ခဲကနေပြီးတော့မှသူတို့အနေနဲ့ အညာသားတွေနဲ့သူဒီတော်လိုင်းမှာထဲထဲဝင်နေပူပေါင်းပြီးတော့အဆုံးစွန်တိတိုက်ခတ်သွားမယ်ဆိုတဲ့အကြောင်းကိုမြို့ပပြည်သူတွေတိပေးပြောဆိုထားတဲ့အားလေကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ပြည်သူတွေစိတ်နဲ့ကြနေရကြပါနဲ့ရဟုတ်ကြပါတယ်ကျွန်တော်တို့ညာသားတွေရှိပါတယ်ကျွန်တော်ညာညာမှာညာတက်တွေရှိသေးတယ်ဒီတွေတော်လိုင်းကြီးပေါ်မှာလူတွေပဲလှုပ်ရှားနေပါသည်ဒီတွေတော်လိုင်းကြီးကိုနိုင်ငံအင်ဂျီလန်အနေနဲ့ပဲဖြစ်ရှင်းနေပါသည်ဒီပဲမြို့တွေကိုဘယ်လိုပဲဆုံးခွာသွားပြီးတော့ လူတွေပဲဖြစ်နေပါသေးဗျာကျွန်တော်တို့ဖြစ်နိုင်ဦးဆိုတဲ့အရာမရှိဘူးကျွန်တော်တို့အညာသားတွေကျွန်တော်တို့တမိုင်ကန်တို့ထိတဲ့နဲ့ကျွန်တော်တို့ရောက်နိုင်တာပဲလေနော်ကျွန်တော်တို့ကောင်းဆုံးကြိုးစားမယ်အဲ့တော့ကြတော့အဓိကလက်နက်တာပါဝါတစ်ခုလိုပြောကြည့်ဆိုရင်စစ်ကောင်စီကိုအခုချိန်မှာကျွန်တော်တို့ကထိုင်ကြတော့နေရမှာပဲအဲ့တော့ကြတော့အဓိကပြည်သူ့အသားလေပါဝါတစ်ခုဖြစ်တယ်အာဏာတစ်ခုဖြစ်တယ်ပြည်သူ့အသားလေအဆုံးဖြတ်တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူ့ ါမရပါပါပြည်သူတွေစိတ်ကြမကြပါနဲ့အားတက်ထားပါကျွန်တော်တို့ကြားမဲ့တွေလည်းအားတက်ထားပါတယ်ပြည်သူဖြစ်စီခြင်းနဲ့ဆန္ဒအနည်းနဲ့မြန်ဖြစ်အောင်ကျွန်တော်တို့ဘယ်တော့မှလက်မလျှော့ဘူးအကောင်းဆုံးရှေ့ဆက်သွားမယ်ပြည်သူတွေစိတ်ကြမကြဖို့ကအရေးကြီးပါတယ်အဲ့တော့ကြတော့ fight တင်ပါကျွန်တော်တို့အားလုံးအညာတိတော့ပါပေါ့တောင်တန်းတိတော့ပါပေါ့ကျွန်တော်တို့ပြည်သူတွေဖြစ်စီခြင်းနဲ့ပုံစံနဲ့ကျွန်တော်တို့အကောင်းဆုံးတားမယ်အားတက်ထားဖို့ကျွန်တော်ဒီကနေပြီးတော့မြေတားရက်ခန့်ချင်ပါတယ်ခင်ဗျစိတ်ကြမကြပါနဲ့ကျွန်တော်တို့အားလုံးဖြစ်နိုင်ဆိုရရမရှိပါဘူး အညာတက်တွေတဲ့ဖခင်ကြည့်တော့လာပါတယ်အကောင်းဆုံးအချိန်တွေတခုရောက်လာတော့ပါပါအားတက်ထားပါခင်ဗျဒီမှာပုံမှန်ခဲ့တော့ပြောလိုက်ပြီနော်ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြတော့စေတမချပန်းနဲ့အဆွန်ဆွန်ထိတော်လိုက်မှာထဲထဲဝင်နေပူပေါင်းသွားမယ်ဆိုတော့တော်လိုက်ပေါ်မှာတစ္ဆာမရှိတဲ့လူတွေရှိနေပေမဲ့ပေါ့နော်သူတို့အနေနဲ့အဆွန်ဆွန်ထိပြည်သူတွေနဲ့လည်းတွေ့ပြီးတော့မှစစ်ကောင်စီနဲ့ဖစ်ဆက်အာဏာရှင်စနစ်ကိုဖျောချသွားမယ်ဆိုပြီးတော့မှဂရီကိုပြူပြီးတော့မှပြောဆိုလိုက်တာပဲဖြစ်ပါတယ်တကယ်ကိုအသိန်းဖို့လည်းကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘက်ကနေပြတော့မှဒီတော်လိုက်မှာရရရင်းနဲ့ ဘူပေါပေါဖိုလိုနေတာပြမ2025ခုနှစ်ထဲမှာအားလုံးကြွေးကြော်ထားတဲ့အတိုင်းမြို့လိုင်းတို့ပေါင်းပါတစုကိုဖြိုချပျက်စီးနိုင်ဖို့အတွက်ကျွန်တော်ဟုတ်ဆိုရင်အတုံခွန်ဆိုင်စူးစမ်းနေကြတာပဲဖြစ်ပါတယ်ဘူမိုင်ခဲပြောတဲ့အတိုင်းပဲကျွန်တော်အညာရီသားမှာဆွန်လဲပါနော်တော်လန်တပေါင်းစုကြီးတခုဖွဲ့စည်းဖို့လွှမ်းနေတာပြမစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းတခုလုံးလိုက်ကိုဖြိုဖျက်နိုင်ခဲ့တဲ့တရင်တွေကြားရတာကလည်းကျွန်တော်ဒီတပေါင်းစုကြီးတခုအနေနဲ့ပေါ့နော်လှုပ်ဆောင်တာခဲ့တဲ့ဒီရလဒ်တွေလို့ကျွန်တော်ပြောမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပီတူရီဘက်ကနေပြောမှာလဲစစ်တဲ့လုံးဝမချဘဲနဲ့ရဲ့အနေနဲ့ ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့မှဒီတော်လဲမှာထက်ထဲဝင်ပူပေါင်းပေါင်းဝဲနဲ့အဓိကအညာဒေတာမှာကျွန်တော်စစ်ပွဲအောင်ပွဲတွေပါနော်ရရှိနိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြောက်လိုင်းတို့အုပ်စုကနေပြီးတော့မှအခုဆိုပြက်ခတ်ရဆဲတဲ့ပင်ပဲပါနော်ကျွန်တော်တော်လိုင်းရေးပြီးတော့တားတွေကနေပြီးတော့မှမြောက်လိုင်းတို့အုပ်စုကိုစတင်တက်ခတ်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပေါလိုဘက်ဆာတွေပြောနေတဲ့ကျော်ဆိုးရဲ့ဗီဒီယိုလေးကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်လက်ရှိလက်နက်အဖွဲ့အနေနဲ့ကိစ္စဆက်အချို့ရတယ်ငင်းငယ်စာချုပ်တွေချုပ်ခဲ့တာပါ ်ဘူးတော့လည်းပဲအဲ့ငင်းငင်းကြီးစာချုပ်တွေကအချိန်တခုမှပဲကျွန်တော်တို့ပြက်ပြက်ခဲ့တာပါပဲအဲ့တော့အဲ့တော့ကျွန်တော်တို့ဟိုလောက်ဗိုလ်ချုပ်ကြီးနေဝင်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှတည်လက်ရှိကာလာတိဒီလက်နက်ကင်ဖွဲ့တွေနဲ့ဒါနိုင်ငံတော်တို့ ချုပ်ခဲ့တဲ့စာချုပ်တွေကမနှဲပါဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒါအကြမ်းဖက်သမားတွေကသူတို့အာရအာယူတယ်အာယူပြီးတော့အာပြည့်လာပြီဆိုတော့ပြန်ပြီးချပါတယ်အဲ့ဒီအရာလည်းကျွန်တော်တို့လက်ပတ်နေတာဖြစ်ပါတယ်ပြောင်းပြန်နေပြောနေတာလားဒီကောင်အဲ့တော့လက်ရှိလည်းကျွန်တော်တို့ဒီ KYN လည်းသူတို့အပြည့်ရတယ်အာ DNA လည်းအပြည့်ရတယ် NUG လည်းအပြည့်ရတယ်သူတို့ကလည်းရှောက်ပြီးကြွေးကြော်တော့ဗျာသူတို့ဘလောက်ပဲကြွေးကြော်ကြွေးကြော်သူတို့ကလက်ရှိကျွန်တော်တို့ဆေးလုံချောင်းမှုတွေလုပ်တယ်ပြီးရင်ကျွန်တော်တို့ဒါတက်မလို့စစ်ချောင်းတွေကို ။ချောင်းမြောင်းပြစ်ခတ်တာတွေလက်နဲ့ကြီးနဲ့ပြစ်ခတ်တာတွေလာတိုက်တာတွေတောက်လျှောက်တောက်လျှောက်ကျွန်တော်တို့ရှိနေတဲ့ကာလလည်းဖြစ်ပါတယ်။နောက်တစ်ချိန်ဒီကွာကျွန်တော်တို့ဒီကချင်ပြည်နယ်ဝိုင်းမော်ပေါ့ဝိုင်းမော်မြို့နယ်မြေကြီးနားမြို့တဖက်ကမ်းပေါ့။အဲဒီဘက်မှာလည်းကျွန်တော်တပ်မတော်စစ်ကြောင်းတွေကိုအချမ်းမတ်သမားတွေကဒီလက်နဲ့ကြီးလက်ငှက်နေငယ်ငယ်တွေနဲ့ပြစ်ကတ်တိုက်ခိုက်တယ်လို့ပဲမြေပြင်ကျွန်တော်တို့တို့ဒီစစ်ကြောင်းထိုးပြီးတော့တိုက်ခိုက်တာတွေရှိတယ်။အဲဒီမှာလည်းကျွန်တော်တပ်မတော်ကဒါလေကြောင်းနဲ့ကျွန်တော်တို့တုတ်ပြန်ခဲ့တဲ့အနေအထားတွေရှိပါတယ်။ထို့တူပါပဲကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့ဒီမကွေးတိုင်းအဆက်ပြင်ကျွန်တော်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအဆက်ရခိုင်ပြည်နယ်နဲ့အေရဝီတိုင်းအဆက်ပေါ့ အဲ့ဒီကြောင့်မှလည်းလက်ရှိဒီတိုက်ပွဲတွေကဆက်လက်ပြင်းထန်နေတယ်ဒီ A နဲ့ဒီ PDF အဖွဲ့တွေကဒီ Tamro Scan ကို live out တိုက်ခိုက်နေတဲ့အနေအထားရှိတယ်တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒါစစ်တွေနဲ့စစ်တွေနဲ့ဒီကြောက်ဖြူဘက်မှာအကြမ်းဖက်သမားတွေကဒါ Tamro Scan တွေကိုလာပြီးတော့တိုက်ခိုက်နေတဲ့အနေအထားရှိတယ်တက်မလို့တော့အဲ့ဒီဘက်မှာတော့ကျွန်တော်တို့ဒီထိရောက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေတော့တောက်လျှောက်တောက်လျှောက်ဆောင်နေပါတယ်အဲ့တော့လက်နက်ကိုင်ဖွဲ့တွေကတို့ကျွန်တော်တို့အပြစ်ရပါတယ်ဘယ်လောက်ပဲပြောပြောကျွန်တော်တို့ရှေ့ရတမိုင်းမှာရှိခဲ့ပါတယ်ကျွန်တော်တို့ဒါလွတ်လပ်ရေးနောက်ပိုင်းမှတည်ယနေ့ထိကျွန်တော်တို့ဒီလက်နက်ကိုင်ဖွဲ့တွေနဲ့ချုပ်ခဲ့တဲ့စာချုပ်တွေများစွာများစွာရှိပါတယ် ို့တော့လည်းပဲအကြဖတ်သမားတွေကအချိန်ကြီးချိုးပေါက်ပါတယ်သူတို့သူတို့ကလည်းသူတို့ဒီတိုက်ပွဲတိုက်လို့သူတို့မှလက်နက်အင်အားပြုံးသွားပြီးလွန်ရပြုံးသွားပြီဆိုရင်အကျွန်တော်တို့ငင်းကြိုင်းစကောင်းမှလာပြရစီဆိုပြီးတော့သူတို့တောင်းဆိုပါတယ်ပြီးသွားရင်စာချုပ်ကြီးချိုးကြတယ်နောက်ပိုင်းမှာအားတွေပြန်ရလာတယ်အားတွေပြန်ရလာပြီဆိုရင်ဒီတက်မတော်ပြန်တိုက်တယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့ကဒီလက်ပတ်နေတဲ့အခြေအနေတွေလည်းရှိပါတယ်ဒါတော့ကျွန်တော်လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေပေါ့နောက်တိုက်ပွဲတွေကတော့ကျွန်တော်တို့ဒါတောက်ကုန်းနဲ့အုတ်ချိပင်လမ်းပိုင်းမှာကတော့တိုက်ပွဲတွေကဆက်ရှိနေကြဖြစ်တယ်ပြီးရင်တော့ကျွန်တော်တို့ အခြားသောဒီစစ်တွေနဲ့အကြောက်ဖြစ်ပေါ်မှာလက်တပ်ပွဲတွေကဆက်ရှိနေစေဖြစ်တယ်။အဲ့တော့အခြေအနေတွေကကျွန်တော်တို့ဒီဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။နိုင်ငံတော်ဆိုတာကတော့ကျွန်တော်တို့နိုင်ငံတော်ဆိုတာကတော့ဒီနိုင်ငံတော်မှာကကျွန်တော်တို့တကယ်အရေးမြစ်တွေကိုဖိကုထိုင်တာလား။အကြမ်းဖက်သမားတွေကသူတို့နောက်ွယ်ကနိုင်ငံတွေကပံ့ပိုးမှုရော့ရော့သွားပြီဆိုရင်သူတို့ရဲ့လှုပ်ရှားမှုတွေကလည်းရော့ပါတယ်။မထားရမှာတော့သူပြောတဲ့စကားကို နိုင်ငံတော်ရဲ့ဘာနာငွေတွေကိုဖင်ခုထိုင်ရတဲ့စပရမကျွေးကြော်နေပေမဲ့တကယ်တမ်းသူတို့ဒီစက်သုံးစဲအတွက်တာတုံးချနေတာပဲပြမကျတို့ပြည်သူတွေငလေးမေးတင်းနေတဲ့ချိန်မှာပေါ့နော်စက်ကောင်စီရနေပြမလောလောလာလာနဲ့ကိုကြီးတာတော့မှရှိပဲနဲ့ခုဆိုရင်နေတကားနေပြမခွက်ခေါက်တောင်းစားနေရတာပဲဖြစ်ပါတယ်။ဒါကိုဒီဘောမတွေရနေပြမပေါ့နော်ပါလိုပဲစားပြောနေတော့ဖေဖော်ဝါရီမှာကျော်စိုးပြောတဲ့အတိုင်းဆိုရင်တော့ကျတို့တော်လိုင်းရာစုတွေကနေပြမပြည်သူတွေဒီလိုမျိုး ဒီကဘေးဆက်နေတဲ့ချိန်မှာကျွန်တော်တို့ဘက်ကနေမြို့မစစ်ကောင်စီကိုအရင်စားတဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝါရဖျံပြောဆိုနေကြတာပဲဖြစ်ပါတယ်သူတို့အနေနဲ့ပေါ့နော်ပြည်သူတွေရဲ့အတွေ့ချွေးနဲ့တိဆောက်ထားတဲ့အဝိင်တွေတော့မှအာမနာဘန်နဲ့အခုလိုမျိုးဝမ်းနဲ့ပူဆွေးနေရတဲ့ချိန်မှာလေးချောင်းကနေဆက်တိုက်ပုန်းချင်းမှုတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှအခုဆိုရင်ပန်းတွေသွေးလှုပ်နေတဲ့အကွက်တွေကိုကျွန်တော်တို့တွေ့နေရတာပဲဖြစ်ပါတယ်ဒီကြော်ဆိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှမြို့ပပြည်သူတွေရင်ထားရှိတဲ့အတိုင်းပေါ့နော်ပြပြနေနေနဲ့အဆုံးမပြောဆိုချဖို့ကျွန်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါ်မစော်ပွင့်ရတယ်ပြီးတော့မှအခုဆုံးလဲပေါ့နော်ဒီစကောင်စီဘက်ကအချင်းပြချစားမှုတွေများတယ်လို့သူကိုယ်တိုင်ဝင်ပြီးတော့မှဖမ်းတော့မယ်ဆိုတဲ့အကြောင်းကိုသူကနေပြီးတော့မှပေါ်တင်ပြောထားတဲ့ရလေကျွန်တော်တစ်ချက်တော့ချက်လိုက်ရအောင်နော်ကျွန်တော်ကတော့တစ်ချက်တစ်ချက်တော့ကျွန်တော်လည်းပြောတာပေါ့ဟိုကြာလာတော့ကြီးကြီးနဲ့ဖြစ်လာတဲ့အရာတွေတချို့အရာတွေကြာရင်ပြောမိတာပေါ့ဗျာအဲ့ဒီပြောမိတဲ့ပုံမှာကျွန်တော်အမားလို့မယူစားဘဲနဲ့နှလုံးသားလှလှလေးနဲ့ ဲ့လိုမျိုးပေါ့နော်ခေါ်ယူတွေ့ဆုံဆွေးနွေးမေးမြန်းပေါ့ဟိုကျွန်တော်တော့အပြစ်လို့တပြောကြီးနဲ့အာဘယ်ကနေဘလို့ဝင်လာတယ်လို့ဘာလို့ညာလို့မလုပ်နဲ့လေမဟုတ်လားကျွန်တော်ကြောက်နေပြီနော်ကျွန်တော်ကလူတိုင်းသိနေတဲ့ပုံကိုတရားလေကျွန်တော်ကြောက်နေတယ်မလို့ဒုက္ခဘယ်တော့မှမရောက်စေရဘူးကျွန်တော်တယောက်နဲ့တက်မတော်သားတူတက်မတော်သားမိသားစုတူဘယ်တော့မှဒုက္ခမရောက်စေအောင်အဲ့ဒါကျွန်တော်နဲ့အသက်နဲ့ရင်းပြီးကျွန်တော်အာမခံတယ်เนาะဒါမှမဟုတ်ဒီနေ့တော့တိတ်အစာမချေတာက ဗိုလ်ချုပ်တယောက်နဲ့စကားပြောပြီးရတော့မှကျွန်တော်အဲ့ကောင်ကကျွန်တော်လည်း၄နှစ်လောက်ကြည့်တဲ့ကောင်ဟဲ့အောင်လဲကျွန်တော်ခေါ်တာမင်းလိုက်ခဲ့ဦးပြောပါကျွန်တော်မချေနိုင်ဘူးအဲ့ကိစ္စတော့ကျွန်တော်ကတကယ်မချေနိုင်ဘူးကျွန်တော်ဒီနေ့ဘောနောလုတ်ပြန်မနေလို့ကျွန်တော်တို့ကမခုမနေ့ပြန်ဆိုကျွန်တော်နေပြီးတော့သွားလို့မယ်ဝန်ထမ်းတွေဝန်ထမ်းတွေတချို့သောဝန်ထမ်းတွေဒုက္ခရောက်နေတာရှိတယ်အောက်ခြေခက်ခဲရတော့ခမောက်လည်းသိပါတယ်ဒီငလင်လောကမှာဩကိုကတော့ ဆောနာဆောလူမဲလို့ပေါ့ဟိုဘိုးကြီးမမဘိုးကြီးမမတင်စားမောင်းလာဘာလို့လဲပြောတယ်လို့ပေါ့စေတနာနဲ့ကမ်းတဲ့လက်ကိုဟုတ်လားဒီမှာကြည့်ပါတယ်နော်ကျွန်တော်မနေ့ကဟိုမှာတင်ထားပါသေးတယ်နော်နက်ဂရီအဲ့လိုမျိုးတွေဟိုမြင်နေရင်တော့ဗျာကျွန်တော်တို့တိုင်းပြီဘလို့တိုးတက်မှာလဲဟုတ်တယ်မလားစစ်သားစစ်သားလို့လို့ပြီးရင်စစ်သားစစ်သားလို့လို့ဒီပဲလို့လို့မရဘူးလေကျွန်တော်တို့ပြည်သူလူထုညီကိုမောင်နှမအားလုံးနဲ့ကိုယုံကြည်ရရင်ပေးပါမှာကျွန်တော်ကျွန်တော်အရင်တော့ပြောဘူးလေဗျကျွန်တော်ခေါ်ထားပါစစ်ရုံးမှာ ခေါ်တာပါခေါ်လိုက်ကျွန်တော်ရတဲ့သတင်းကျွန်တော်အကုန်ပေးမယ်ဒါပေမဲ့ကျွန်တော်ပြောတင်တာလည်းပြောမယ်ကျွန်တော်ကတက်မတော်ကောင်းတယ်တက်မတော်ကောင်းဆောင်ကြီးပဲပြောလို့မရဘူးအဲ့ဒီထဲမှာမှရှားရှားပါးပါးအရာလေးတွေကျွန်တော်ကရွေးထုတ်ပြီးတော့မှပြောရတာအဲ့ဒါနိုင်ငံရေးလို့ခေါ်တယ်အဲ့ဒါမှကျွန်တော်ကရန်သူရဲ့သတင်းကိုပြည်သူလူထုကယုံကြည်အားကိုးတဲ့ကျွန်တော်ပြည်သူလူထုကယုံကြည်တယ်ဗျာကိုစော်ဘုန်းကြီးကိုပြောနိုင်ရင်တော့လုံပါပဲငါတို့ပေးတဲ့တက်မတော်ကိုသတင်းပေးတဲ့တက်မတော်ကမလုပ်ဘူးအတချို့သောလူတွေပြောတာပေါ့ ဖျဲသေးတာပါရလားမသိဘူးပြီးငါတို့ဘက်ကိုပြန်ပတ်လာတယ်ကိုတော်ဘုံရင်ကြတော့အဲ့လိုမဟုတ်ဘူးသူ့ကိုတရင်ပေးလိုက်တာနဲ့သူကချက်ချင်းလုပ်ပေးတယ်ချက်ချင်းပြောပေးတယ်ချက်ချင်းဖန်ခိုင်းတယ်ဟုတ်လားအခုနောင်ထောအောင်သေးတို့ဘာလို့ဆိုလို့ချင်းဣသရေလဆက်ရုံမှာဖမ်းတာရွှေတွေနဲ့မိလာဟုတ်လားပီဒီအက်တောက်ဖို့တွေပဲလေကျွန်တော်တို့ပြင်ဦးလင်မှာနေတဲ့နောင်ချိုအကြောင်းအခုထပ်ဖမ်းအောင်မှာကျွန်တော်ဖမ်းအောင်မှာကျွန်တော်ဒီမှာပြင်ဦးလင်အစားအတာနဲ့ကျွန်တော်ဒီငလင်းငလင်းဘေးကိုကျွန်တော်လုံနေလို့เนาะ အဲ့ဒီဘီဝင်းမှာဖမ်းရရှိတယ်ဖမ်းရရှိတယ်အကြီးဖမ်းရမှာကျွန်တော်သွားပူပေါင်းမယ်ကျွန်တော်လုံးမှာကျွန်တော်တို့ကအဲ့လိုစိတ်တဲ့ဇော်ဝင်းရတော့ဟုတ်ဆိုမှာနော်စစ်ကောင်စီရဲ့ဒီအရာရှိဖို့တွင်နဲ့တော့မပြဿနာဖြစ်ပြီးတော့မှအစာမကျေဘူးဆိုတဲ့အကြောင်းကိုတွန်းနေပြီးတော့မှပြန်ပြီးတော့မှပေါကွက်ပြောဆိုနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကတော့အဲ့လိုမျိုးပဲပေါ့နော်စခွက်မတက်ပဲနဲ့တခါတလေကြတော့အချင်းချင်းယူကြိုက်ပြီးတော့မှကျတော့ပြည်သူတွေဘက်ကိုမြားလိုက်ပြီးတော့မှ ဝါရဖျံပေါပန်းလေးဆိုရပြောဆိုနေကြတာပြမသူတို့လောကမှာလဲပေါ့နော်ချင်းချင်းနှုတ်ကြောတာနဲ့ထိုးတဲ့ကိစ္စတွေရှိနေတယ်ဆိုတာကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ဒီချိန်မှာဒီကောင်ကနေပြတော့မှ PDF ထပ်ဖို့ဆိုပြမပြည်သူတွေလဲပေါ့နော်ဆွဆွပြတော့မှဖန်းစီခိုင်းနေတာမလို့ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြတော့မှနေစောပိုင်းတရင်နဲ့ပတ်သက်ပြတော့မှ net ချင်းလေးသိရှိထားတယ်ဆိုရင်တော့ကျွန်တော်တို့တက်ဆိုင်တော်လိုင်းတက်ဖို့ဝင်နေစီမှာပါနော်အကြောင်းကြားတင်တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေနဲ့တခါတည်းတီးပေးလို့ပါတယ် ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုတပိုးနေတဲ့ကိုစီရနေပြီးတော့မှဘူတန်ဝင်ကြီးချုပ်ကနေပြီးတော့မှမျောလိုက်တဲ့တွေ့ဆုံတဲ့ပေါ့နော် post ကိုပြန်ဖြစ်လိုက်တဲ့ကိစ္စပေါ်မှာဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်တို့လက်ရှိထိုင်းနိုင်ငံမှာပြင်မာတဲ့ထိတ်တဲ့ညီလာခံအောင်ထိုင်းဆိုးရကနေမြန်မာဒီအာနာဒိတ်ခေါင်းဆောင်အကြံပေးသူတို့တမအောင်ဖိတ်ခေါ်ခဲ့တယ်အဲ့ဒီပေါ်မှာတို့နိုင်ငံသားတွေအပေါင်းရှုံ့ကြခဲ့တယ်ဒီနေ့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့တိုင်းမှာဆန္ဒပြခွင့်ကိုလုံးဝမပေးထားဘူးဆန္ဒပြတဲ့လူတွေကိုလည်းဖမ်းဆီးတယ်နော်ပြီးတဲ့ချိန်မှာဆန္ဒပြခွင့်ပြင်ပြီးတော့ပြတဲ့လူတွေကိုလည်းဒီနေ့အားလုံးဒီပေါ်မှာပြဿနာတွေဖြစ်ကြတယ်အဲ့တော့ဒါကဘယ်လိုမျိုးလဲကျွန်တော်တို့ဒီ ဒီလိုရောက်နေတဲ့နိုင်ငံသားတွေအနေနဲ့ကဒီမကျင်တဲ့ချက်ကိုပေါ်ပြခွင့်မရဘူးဆိုတော့ဒီအနေထားကတော့ဒါဘယ်သူမှမြင်လို့မရဘူးနော်ဒီရင်ထဲမှာရှိတဲ့ခံစားချက်တွေအထူးသဖြင့်ဒီလူတက်ဓမ္မအစံဘက်ဓမ္မကိုလက်မခံဘူးထုတ်ဖြန့်ခြင်းနဲ့စံကောက်ခွင့်ခြင်းနဲ့ဒါပေမဲ့လုံးဝမရှိဘူးဆိုတဲ့အရာကထိုင်းရောက်နေတဲ့လူတွေအားလုံးတုံ့တွေ့တုံ့နေရတဲ့အရာအဲ့တော့ကျွန်တော်တို့ကမြေပြင်မှာဆန္ဒပြလို့မရဘူးကန့်ကွက်လို့မရဘူးဆိုပေမဲ့ကျွန်တော်တို့ကံအောင်ရင်းနဲ့နော်လက်ရှိဒီနေ့ခေတ်က social media ခေတ်ဖြစ်တဲ့အတွက် social media ပေါ်ကနေကျွန်တော်တို့တွေကကန့်ကွက်လို့ရတယ်ထုတ်ဖြန့်လို့ရတယ်ဆိုတော့ဒီဘူတန်ဝင်ကြီးချုပ်တဲ့ တွေ့ကြုံတဲ့အရာကကျွန်တော်တို့အတွက်တင်ကန်းစာအဲ့တော့အခြားခြားတော့အခုဒါအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်းဆောင်ကိုလက်ဆွဲနှုတ်ဆက်ခဲ့တာပဲနော်လူတက်တမားဝေယံဒီမကြာခင်ဝေယံဖြစ်ဖြစ်နဲ့ဝေယံဒီကောင်နော်တိုင်းပြည်ရဲ့အကြမ်းဖက်တမားတစ်ယောက်ဖြစ်ရက်တိနေတဲ့ဒီလိုစစ်ကောင်းဆောင်မျိုးကိုဘာအကြောင်းနဲ့မှကျွန်တော်တို့ကပေါင်းတင်ချင်စရာအကြောင်းမရှိဘူးဒါမှမြန်မာပြည်သူအများစုရဲ့ဆန္ဒဒီစကားတွေမှားလားမှန်လားဆိုတာလူလိုက်ပြီမြန်မာနိုင်ငံလူကြီးအတန်း40ကျော်50မိမရှိတယ် အဲ့ဒီထဲမှာစစ်ကောင်းဆောင်ထောက်ခံတဲ့လူတီနော်၁၀တန်းမရှိဘူးဟုတ်တယ်နော်တပန်းနဲ့စစ်တပ်အားလုံးတော့မှစစ်တပ်ထဲမှာရှိတဲ့စစ်သားတွေအားလုံးတော့မှမင်းအောင်နိုင်ကိုလက်ခံလာမင်းအောင်နိုင်ကိုခေါင်းဆောင်ဖြစ်အတိမတ်ပြုလာလို့တွားမေးကြည့်ပါရင်းနှင်းကဆန္ဒအတိုင်းထုတ်ဖော်ခွင့်ရမယ်ဆိုရင်မင်းအောင်နိုင်ကိုမြန်မာပြည်မှာမွေးထားတဲ့ခွေးရဆက်ထောက်ခံမှာမဟုတ်ဘူးနော်ရှင်းရှင်းလေးပဲဘာဖြစ်လို့လဲနော်တိုင်းပြည်စီအရင်တိုင်းပြည်တပြည်ဆိုတာတာယာဝပြောနော်အေးချမ်းမှအဲ့မှနေတဲ့တက္ကသိုလ်တွေအားလုံးအေးချမ်းနိုင်ပါ အိမ်မှာမွေးထားတဲ့ခွေးရစကြက်ကစနွားအစဒီတိုင်းပြည်အေဂျင့်တို့ဘောလည်းအေဂျင့်ဝင်ရတယ်အခုမင်းအောင်နိုင်အာနာယူပြီးတော့ဘုံကျဲတက်ပြတ်တိုင်းပြည်ထုံးကိုရင်းရင်းဆက်ဆက်လှုပ်တတ်ပြီးအိမ်မှာမွေးထားတဲ့ခွေးတော်မှာအကောင်းမနေရတဲ့ဘဝရောက်တယ်နော်အဲ့တော့ခွေးတော်မှာလူစကားတတ်လို့ချင်းမင်းအောင်နိုင်ကိုငါနဲ့ထားတော့မယ်အနေထားဖြစ်နေတဲ့မြန်မာပြည်နော်အဲ့ထက်ရှင်းတာဘာမှမရှိတော့ဘူးအဲ့တော့အနေထားမှာဒီအခြားတိုင်းပြည်ခေါင်းဆောင်တွေအနေနဲ့နော် ိုတို့စီးပွားတော့တည်ပြီးတော့ဒီဝေယံပြေကောင်အကျမ်းဖက်သမားကိုလက်ဆွဲနှုတ်ဆက်တဲ့လှုပ်ရဟာမြန်မာပြည်သူတွေကိုချနှင်းတာလည်းအထူးတူပဲဒါဟာလုံးဝမလုပ်တဲ့နဲ့ကိစ္စဒါကြောင့်မို့ကျွန်တော်တို့ကလုံးဝမရှိဘူးလားရှိတဲ့နေရာကကျွန်တော်လုပ်မယ်ဘာဖြစ်လို့လဲဒါဟာကြောက်တော့တိုင်းပြည်ရဲ့အရေးဘယ်တိုင်းပြည်ရဲ့အချုပ်ချာအာဏာအတွက်ကိုမှကျွန်တော်ထိခိုက်တယ်မဟုတ်ဘူးဒါပေမဲ့ငါတို့တိုင်းပြည်အတွက်ငါတို့လက်မခံတဲ့အရာတော့လက်ခံပေးပါလို့လာပြောမှမရှိဘူးဘယ်သူမှလာပြောလာတဲ့စကားကိုလည်းနားထောင်စရာအကြောင်းမရှိဘူးဒီမှာကိုစီပြောတဲ့အရာအောင်ပါနဲ့နော်တို့တို့ခုဆိုရင်ပြည်သူတွေကနေပြီးတော့မှတို့တို့စန္ဒသဘောလျောက် မြွက်လိုင်ကိုလို့မရှိကြောင်းဟုဆိုရင်လည်းထိုင်းနိုင်ငံရောက်နေတဲ့အချိန်မှာလည်းဆန္ဒပြသွားတာဖြစ်ပေါ်မှာထိုင်းနိုင်ငံသားတွေရတဲ့ပြည်တော်မှာပေါ့နော်ကိုယ်တိုင်တွားပြတော့မှပူပေါင်းပေါင်းခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာမြွက်လိုင်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ဘူတန်ဝန်ကြီးချုပ်ကနေပြတော့မှ Facebook စာမျက်နှာပေါ်မှာပေါ့နော်သူရဲ့ဒီမြွက်လိုင်နဲ့ listeners နှုတ်ဆက်တဲ့ဒီ post တင်လိုက်တဲ့အချိန်မှာကျွန်တော်ပြည်သူပြည်သားတွေပါဝင်ဂျန်နဲ့အင်းကြီးချင်းနိုင်ငံကနေပြတော့မှပြည်သူတွေအားလုံးပူပေါင်းပေါင်းပြတော့မှမြွက်လိုင်ကိုလို့မရှိကြောင်းထုတ်ဖော်ပြောဆိုဝေဖန်မှုတွေရှိလာလို့သူကနေပြတော့မှပြန်လဲ ဖျက်သိမ်းသွားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြည်သူတွေညီတယ်ဆိုရင်ဒီဆရာနာရှင်တွေကမော်နာချာချာမနေဘူးဆိုတာကျွန်တော်ခုစတွေးနေရတာပြီးတော့မှသူတို့ရောက်တဲ့နေရာတိုင်းမှာသူတို့ကိုပြန်ပြီးတော့မှတိုက်ခိုက်မဲ့စန့်ချင်မဲ့လူအစုတွေရှိတယ်ဆိုတာသူတို့ကိုလည်းသိရှိထားတာပဲဖြစ်ပါတယ်မြောက်လိုင်းတော့အင်းဒီချင်းနိုင်ငံတွေကိုတော့ပြီးတော့မှဖားရပြီးတော့မှပူပေါင်းဖို့လုပ်နေတဲ့အချိန်မှာကျွန်တော်ခုစလဲတော်လိုင်းရေးရဆွေရရနေမြေတို့မှာသူတို့ရဲ့အနေနဲ့ပေါ့နော်ပူပေါင်းပြီးတော့မှတိုက်ခိုက်နေတာမို့လို့ကျွန်တော်နေမှာကြာခင်မှာတော့မဟာပြိုအမြောက် လည်းပြောင်းတစ်ခုကိုမြင်ရဖို့ရှိနေတာပဲဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်ပီတိုရီအနေနဲ့တော်လိုင်းရဆူတွေနဲ့ပူပေါင်းပြတော့မှကိုတက်နေတဲ့ဘက်ကနေပူပေါင်းပေါင်းဝင်ရတဲ့ကျွန်တော်အလုံးမျိုးပန်းထားတဲ့ပေါ့နော်2025ခုနှစ်ထဲမှာစစ်ကောင်စီနဲ့သူတို့ပေါင်းပါတဲ့စုဖြိုချနိုင်ရေးဝိုင်းဝန်းကြိုးစားချက်ပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှလည်းပိုင်းပြီးတော့ဒီညမှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကျေးဇူးပေးကြတဲ့မြို့ပီတိုမျိုးလုံးထူးကျေးဇူးတင်ပါတယ်အလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချင်တဲ့ပြေဆုံးပြတော့မှတဘောဝဘေးရနဲ့မျိုးမျိုးနဲ့မြောက်လိုက်မေးပေးတဲ့နိုင်ကြွေးပြီးတော့မှတရားချက်နဲ့နေလေးပိုင်ဆိုင်ချက်ပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်